အိမ်နွားကျော်စင်ရဲ့အောင်မြင်မှုအချိန်ဝါရီကြောင့်မျက်နှာငယ်နေရတဲ့ပြည်သူတို့အမ်ဆယ်လီပြည်သက်များအလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်ပြည်သူတို့ကအမှုပညာလောကမှာဆိုရင်ထိတ်တန်းမင်းသားပြည်တီဦးနဲ့ထိတ်တန်းမင်းသမီးအိမ်ဒရာကျော်စင်ရဲ့သမီးဖြစ်တာကြောင့်ကံကောင်းလာသူနေဆိုရင်လည်းမမားပါဘူးထိတ်တဲ့အမှုပညာရှင်တွေရဲ့မျိုးဆက်ဖြစ်တာမို့မွေးကင်းစာအရွယ်ကလေးကလူများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာပါဒါအပြင်မိခင်ဖြစ်သူအိမ်နွားကျော်စင်ဆိုရင်လည်းရုံရီချောမော့ပြီးလူတိုင်းအားကျစရာကောင်းတဲ့အလှတရားတွေနဲ့ပြည်နေနေတာပါ ဒါကြောင့်မလို့ထုံးစံအတိုင်းမိခင်ကရုံရီချောမွေးရင်သားသမီးပါရုံရီချောမွေးရမယ်ဆိုတဲ့ပြည်နဲ့တိုင်းတာနေကြတာဖြစ်ပါတယ်။ ဒီတော့ဒရောင်လေးကခုဆိုရင်စေကျော်တက်အရွယ်ဖြစ်လာကအပြူလေးတယောက်ကိုလှပစုံညီလာပါတယ်အိန္ဒြာကျော်စင်နဲ့ပြည်တင်ဦးတို့ကလည်းပြည်တော့ဒရောင်ကိုပရိသတ်တွေနဲ့ပါမိတ်ဆက်ပင်းကလူများရှိချပြလို့နေတာပါပြည်တော့ဒရောင်ကဆိုရှယ်မီဒီယာမှာတုံးသီးပြီးမလဲပြီးခဲ့တဲ့ရက်မှာတော့ trend book ကိုလည်းစော့လာခဲ့ပါတယ် Pretty Little Baby တချင်နဲ့ TikTok ဆွန်လာခဲ့တာပါမျက်နာကိုအနီးကပ်ရိုက်ပြက TikTok ဆွန်လာခဲ့တာဖြစ်လို့ပြည်သူ့ဒွားလင်းရဲ့မျက်နာဖွဲ့စည်းပုံအသေးစိတ်ကိုလည်းမြင်လိုက်ကြရပါတယ်ပရိသတ်တွေကတော့ပြည်သူ့ဒွားကအိနာကျော်စင်ရဲ့ခြေပြားကိုမှီအောင်မလှဘူး းဆိုပြီးပြည်ရန်နဲ့တိုင်းတာသလိုတိုင်းတာခဲ့ပါတယ်အိမ်ရွာကျော်စင်ကလက်ပြားခါရလောင်းထီလှထားတဲ့သူဖြစ်တဲ့အတွက်ပြည်တုတ်ဒရာပေါ်မှာကန့်သက်ချက်တွေကများလာတာပါဒါအပြင်အိမ်နွားကျော်စင်ရဲ့အမကန်ပြိသက်တွင်ရလေသူတို့ကြိုက်နှစ်တန်ရတဲ့မင်းသမီးရဲ့သမီးဆိုပြီးအလုံးကဝင်းရံကြတာပါချောလိုက်တာလို့ဝင်းရံပြီးကြတဲ့အတွက်ပြည်တုတ်တာကပြိသက်တချို့စီမှာပို့ပြီးတော့ဝေဖန်ခံရတာပါအပင်မြက်လေးလေးတိုက်ခံရလေဆိုသလိုပြည်တုတ်တာကလူများမြောက်စားနေတယ်လို့မှလာပဲတာမန်အလှရှိသူတယောက်ဆိုပြီးပြောဆိုခံလာကြရတာဖြစ်ပါတယ် ဒါအပြင်ပြည်သူ့ဒွါကလူရှိတစ်ခါထွက်တိုင်းမျက်လုံးအကြည့်နဲ့ပတ်သက်ပြီးဝေဖန်ခံနေရတာပါပြည်သူ့ဒွါရဲ့မျက်လုံးကြည့်တွေကဒူးကြဆန်းပြနေရလို့ကောက်ချက်ချနေတာပါငလင်ဘေးတင်သူတွေကသွားလူတဲ့အချိန်တုန်းကလူများကိုကြောက်လို့မျက်လုံးကတောင်ရောက်လိုက်မြောင်ရောက်လိုက်ဖြစ်နေတာလို့သတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့ TikTok ဆော့တဲ့အချိန်မှာလည်းပြည်သူ့ဒွါကမျက်လုံးမငြိမ်းတဲ့အတွက်ကျမ်းမာရေးမကောင်းတာများလားလို့ထင်နေတာပါကျမ်းမာရေးမကောင်းတာလားဆိုပြီးစိုးရိမ်နေတဲ့သူတွေလည်းရှိပါတယ်ထိတ်တဲအမှုပညာရှင်တွေရဲ့သားသမီးတွေကအခုလိုနီလန်မျိုးစုံနဲ့တိုင်းတာခံရတာဝေဖန်ခံရတာဖြစ်ပါတယ်မိ ဘတွေအောင်မြင်တဲ့အောင်မြင်ပြီးသားဖြစ်တာမို့မိဘချင်းရာကိုနင်းနိုင်ရမယ်လို့လူတွေကသတ်မှတ်ထားတာပါထိတ်တန့်မင်းသမီးဖြစ်တဲ့ခိုင်တင်းကျင်ရဲ့သမီးစံထိတ်တာဦးဆိုရင်လည်းကြက်မပြည့်တဲ့ပုံစံနေထိပါရုပ်ရှင်နဲ့ပတ်သက်ပြီးဝေဖန်ခံရပါတယ် စံထိတ်တောက်ကအမှုပညာလုပ်ကိုမလုပ်ချင်လောက်အထိဖြစ်ခဲ့ပြီးမြခိုင်တင်းကြီးကတမိရှိကနေကာကွယ်ပြီးယုံကြည်မှုရှိအောင်လုပ်ပေးခဲ့ပါတယ်။ဒါကြောင့်မလို့ခုဆိုရင်သူရဲ့အလပေါ်မှာယုံကြည်မှုထားပြီးဝေဖန်မှုတွေကိုခရုမဆိုင်ဖဲအမှုပညာလုပ်တွေလုပ်နေလို့နေပါပြီ။ဖြည့်တုတ်ဒွားလေးကတော့အသက်လည်းမပြည့်သေးတဲ့အတွက်အမှုပညာအလုံးလည်းမလုပ်ဖြစ်သေးပဲပညာရေးကိုသာဦးစားပေးဦးမှာပါ။အိန်နွားကျော်စင်တို့ကလည်းအမှုပညာအလုံးမလုပ်သေးပဲခက်ခင်းကင်းတာနေနေတာပါ။အိန်နွားကျော်စင်ရဲ့အောင်မြင်မှုအရှင်ဝါရီကြောင့်မျက်နှာငယ်နေရတဲ့ဖြည့်တုတ်ဒွားပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦး။ င်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောပြည့်ပြည့်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခင်ပေးပါအောင်ရှင်